အရှင်ဘုရားယဟန်တော်ရိအနေနဲ့ဘောလုံးပွဲကြည့်ခြင်းဘောလုံးကန်ခြင်းချင်းခက်ခြင်းဘလုံးမွေလောင်းခြင်းများပြုလုပ်လို့ရပါသလားဖေ။ကိုရင်တွေဆိုရင်ရောပြုလုပ်လို့ရပါသလားဖေ။ဆက်ဆက်မေးခွန်းကတော့ယခုခါတချို့เจ้าတွေမှာကစားကွင်းတွေထပ်တိုးတိဆောက်ထားတာကိုတွေ့ရပါတယ်ဖေ။ထို့ကဲ့သို့ကစားကွင်းဆောက်လုပ်လူရန်ချင်းတွေကလူရန်ကောင်းပါသလားဖေလို့မေးထားပါတယ်ဖေ။ဦးတို့ဝီနီထက်မှာ ခုနမိခွားနှစ်ပိုင်းဖြစ်သွားတယ်လောင်ကစားလုပ်တဲ့အပိုင်းနဲ့အာကစားပိုင်းပေါ့နော်အဲ့တော့ကစားနီးအမျိုးမျိုးကဆိုတော့နိစ္စဂီတာထဲမှာပါတယ်နော်ကစားနီးအမျိုးမျိုးသည်ဒါနိစ္စဂီတာတီလာပဲအဲ့ဒါကဆိုတော့ဝိနည်းထဲမှာတဲ့တုတ်တံမှာကပူဆုံးတယ်တီလက်ခံထဲမှာနော်မဟာတီလာသုလတီလာမိစိမတီလာမဟာတီလာဆိုတော့တီလာသုံးမျိုးဘုရားခွဲဟောထားတယ်အဲ့ဒါမှာကစားနီးမျိုးစုံပါပါတယ်အဲ့တော့ကစားနီးအမျိုးမျိုးသည်ဆိုတော့နိစ္စဂီတာတီလာထဲပြတ်တယ်ပေါ့နော်နိစ္စဂီတာတီလာပြတ်တယ်အဲ့လောင်ကစားလုံးလို့ရှိရင်တော့ဒါလောင်ကစားတိတ္တသိခါဘဝိနည်းရှိတယ် တော့လောင်ကစားလုပ်တဲ့ခါမှာအပြစ်ကနှစ်ခုရှိတယ်။ကိုကထိုးတယ်ပေါ့နော်ထိုးသားလုပ်မယ်လောင်ကစားကိုကလုပ်မယ်ဆိုလို့ရှိရင်ဒါသူကလောင်ကစားလုပ်တဲ့ကြောင့်အဖက်တက်မယ်။အဲ့ဒီဒိုင်လုပ်မယ်ပေါ့နော်။ဒိုင်လုပ်မယ်သူများတွေကိုကိုကမလျော်ပေးနိုင်ဘူးဆိုပြီးပါလာစီကကြာမှာ။အဲ့ဒါသက်ဆိုင်ရာတန်ဖို့ကိုကပေးရမှာလေ။ဥပမာကိုကရှဲတီလုပ်တယ်ဘုန်းကြီးကရှဲတီဒိုင်ခိုင်းတယ်ဆိုပါစို့။အဲ့တော့ထိုးတဲ့ပုံကိုယ်တွေကပေါက်သွားတယ်။ဘုန်းကြီးကမလျော်နိုင်လို့ထွက်ပြေးတယ်ဆိုပြီးပါလာစီကကြာမှာပဲ။ဘာလို့လဲဆိုတော့လောင်ကစားလုပ်တာအပြစ်တစ်ခု ပေးသင့်ပြတဲ့ပတ်စံကိုမပေးနိုင်တာကအဖြစ်တစ်ခုအဲ့ဒါပါရာဇိကကြတာအဲ့ဒါဦးဇင်းတို့ဝိတရံဆရာကြီးကထီဝိနည်းဆရာဆိုတာရှိတယ်အဲ့ထီဝိနည်းဆရာတမဆရာကြီးဒါဒီသဘောတရားလေးကိုဆုံးဖြတ်ပေးထားပါတော့နော်ရှင်မကျွန်တော်တပည့်တော်ကြားဘူးတာပေါ့နော်ရှင်မအာအရင်ဟိုခြင်းပေါ့ယဟန်တော်ကြီးခြင်းပေါ့ရှင်မဟိုခြင်းကျမ်းမာရေးအတွက်ဆိုပြီးတော့အာလူလူဝိလဲပြီးတော့ပေါ့နော်အာခြင်းလာဆိုရပေါ့ရှင်မ အာကျင်လာဆော့ပြီးတော့ပြန်ပြန်သွားတော့ကြောင်းတိုက်ကိုပြန်သွားပြီးတင်ငန်းလေးပြန်ဝတ်သွားရပါရှင်မဒါဆိုရင်ကျမကြီးရချင်းကစားခွင့်ရှိလားမသိရှင်မအင်းကြီးဝေးလို့မရဘူးဘာမှဝေးလို့မရဘူးလေအဲ့တော့ချင်းကစားချင်တယ်ဆိုရင်ကိုကြောင်းထဲမှာကိုကစားပါတော့ကျမကြီးရခထောင်းတော့မကြိုက်နဲ့ပေါ့ ကိုဘကွယ်မှာလမ်းလျှောက်ဆက်တွေဘာတွေမှာလမ်းလျှောက်ပေါ့နော်ရတယ်ပေါ့လမ်းလျှောက်ဆက်တာလမ်းလျှောက်တာဘာမှမဖြစ်ဘူးလေဒါတော့အဲ့တော့ကျမ်းမာရေးသဘောတရားအရာကိုကျောင်းထဲမှာကိုဆိုတော့ပြဿနာမရှိဘူးမြို့ထဲမှာကြာတော့ခုနလိုဝိနည်းသိက္ခာပုဒ်ရားရှိနေတယ်မြို့ထဲမှာလိုက်ရမယ်လိုက်နာမယ်ဝိနည်းသိက္ခာပုဒ်ရားရှိတယ်လေမနှင်းမလျင်သွားရမယ်လို့လက်မောင်းနေမလောက်ရဘူးခေါင်းမလောက်ရဘူးစသည်ရှိတယ်လေဆိုတော့အဲ့ဒါလေးကပြတ်တော့မှာလေဒါလုပ်လို့ရှိရင်အဲ့တော့ကိုကျောင်းထဲမှာကိုဘကိုဆော့ရတယ်ကိုဘကိုကိုကျောင်းထဲမှာအဲ့ဂျင်းဆော့ပေါ့နော်အဲ့တော့မြို့ထဲမှာဆိုလို့ရှိရင်တော့ဝိနည်းသိက္ခာပုဒ်ပြတ်မှာပဲအင်ဂျင်ဝင်နေပြတ်ပြီလေအောင်မေဝင်ပြတ်ပြီလေနော်ဂရောင်းကြိုင်နေပြတ်ပြီပဲ